အားလုံးမင်္ဂလာပါ MM Viral News and Knowledge ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ Iran Israel American တို့စစ်ပွဲရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ် Iran Israel American တို့ကြားကနောက်ဆုံးရအခြေအနေကတော့ပြည်ပကဟာတိတိတသားနဲ့မြင့်တက်လာနေပြီးတော့နိုင်ငံတကာစိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်အခုပေါ်ပြမဲ့အချက်လက်လေးတွေကိုနောက်ဆုံးရသတင်းအချင်းချုပ်ပဲဖြစ်ပါတယ် American ရဲ့စစ်ရေးဝင်ရောက်မှု နျူကလ িয়ার စခန်းတွေတိုက်ခိုက်ရေးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂျွန်လ22ရက်နေ့စနေနေ့2025မှာအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေဖြစ်တဲ့ဖာရူနာသန်စ်နဲ့အစ်စဖာဟန်တို့ကိုလေကြောင်းကနေပြီးတိုက်ခိုက်ခဲ့တာကိုတီးပြုတ်ပြောကြခဲ့ပါတယ်။သူရဲ့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစွမ်းရည်ကိုဖျက်ဆီးဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။အဲ့ဒီ Midnight Hammer စစ်စင်ရေးရဲ့တိုက်ခိုက်မှုတွေကို Operation Midnight Hammer လို့ခေါ်ဆိုပြီးတော့ Folonia ကို Bunker Buster 6လုံး ပြစ်ချခဲ့တာဖြစ်ပြီးနာတန်စ်နဲ့အစ်စဖာဟန်တို့ကိုတမဟော့တုံးကြီးအစင်း30အုံပြုတ်ခဲ့တယ်လို့တင်းမြကဖော်ပြထားပါတယ်။တမ္ပရထရမ့်ကအီရန်အနေနဲ့လက်သုံးပြန်တိုက်ခိုက်မှုတွေပြုတ်လို့မယ်ဆိုလို့ရှင်ပူပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေကိုရင်ဆိုင်ရမယ်လို့တတိပေးခဲ့ပါတယ်။အီရန်ရဲ့သုံးပြမှုနဲ့ယက်တိချက်အီရန်အနုမျိုးစွမ်းအင်အဖွဲ့ Atomic Energy Organization of Iran က Faldo Isfahan နဲ့ Natanz နေရာတွေကိုတိုက်ခိုက်ခံကြတီးပြုတ်ခဲ့ပေမဲ့လည်းသူတို့ရဲ့လုပ်ငန်းတွေကိုရပ်တန့်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။အမေရိကန်စကားတွေကိုတိုက်ခိုက်ခြင်း ဂျွန်လ23ရက်တနင်္လာနေ့မှာအီရန်ကဂါတာနိုင်ငံမှာရှိတဲ့အမေရိကန်ရဲ့ AIU တဲ့လေတက်စကန်ကိုဒုံးကျင်များနဲ့တိုက်ခိုက်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။တုတ်တော်လည်းပဲဂါတာကာကွယ်ရေးဝန်ကြီးချုပ်ကဒုံးကျင်တွေကိုကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ပြီးတော့ထိခိုက်ပျက်စီးမှုအတိအကျကိုမသိရှိရသေးပါဘူး။အဖြစ်ကရစဲကြီးအခြေအနေအီရန်နိုင်ငံသားဝန်ကြီးကဣသရဲကသူတို့ရဲ့တရားမဝင်ကျူးကျော်မှုတွေကိုရပ်တန့်ရင်တော့အီရန်အနေနဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်မယ်လို့ပြောကြားခဲ့ပါတယ်။ တုတ်တော်လည်းပဲအစ္စရဲလ်ဘက်ကအဖြစ်ခတ်ရဲစိမ်းနဲ့ပတ်သက်ပြီးတရားဝင် ထုတ်ပြန်ကြေညာချက်မရှိသေးပါဘူး။အီရန်အနုမျိုးစွမ်းအင်အေဂျင်စီကသူတို့ရဲ့နျူကလ িয়ার စစ်ရုံတွေကိုတိုက်ခိုက်ခံရပေမဲ့လည်းနျူကလ িয়ার လှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့အခိုင်အမာကိုပြောကြားခဲ့ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်အစ္စရဲလ်ရဲ့ရည်တည်ချက် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟူးကအီရန်ကိုတိုက်ခိုက်မှုဆုံးဖြတ်ခဲ့တဲ့သမ္မတထမရဲ့ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေကိုချေချိုးခဲ့ပြီးတော့အမေရိကန်ဟာကဘာပေါ်မှာရှိတဲ့မြေဒီနိုင်ငံမှမလုံနိုင်တဲ့အရာကိုလုံနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အစ္စရေးစစ်တပ်ကကြာရှည်တဲ့စစ်ပွဲဖြစ်နိုင်ခြေရှိတဲ့အတွက်ပြင်ဆင်နေခဲ့ကြောင်းလည်းပြောဆိုခဲ့ပါတယ်။အီရန်ရဲ့လက်တုံပြန်တိုက်ခိုက်မှုအဖြစ်အစ္စရေးတောင်ပိုင်းမှာ ဒုံးကျည်တွေနဲ့တိုက်ခိုက်ခံရမှုကြောင့်လူ၃ဦးတည်ဆုံခဲ့ပြီး၈ဦးဒဏ်ရာရခဲ့ကြောင်းအစ္စရေလကပြောကြပါတယ်။ဂျေရုဆလင်မြို့ပေါ်မှာလည်းဒုံးကျည်ကြားဖြတ်တိုက်ခိုက်မှုတွေကိုတွေ့မြင်နေခဲ့ရပါတယ်။လုံခြုံရေးအခြေအနေများကြောင့်အစ္စရေလလေကြောင်းအာနာပိုင်အဖွဲ့ကလေပိုင်နဲ့ကိုနောက်ထပ်ကြီးညာချက်မထုတ်ပြန်မီအချိန်ထိဆက်လက်ပိတ်ပင်ထားမယ်လို့ကြေညာခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာတုံ့ပြန်မှုတွေနဲ့စိုးရိမ်မှုများကိုရတမီကတွင်ရီမှုချုပ် အန်တိုနီယိုဂူထရက်စ်ကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအာနေရရှိတဲ့တင်းမာမှုမြင့်မာခြင်းဖြစ်ကြောင်းပြောကြခဲ့ပြီးတော့ဘရိပခတွေလင်းမြန်စွာထိန်းချုပ်မရဖြစ်သွားနိုင်ကြောင်းနဲ့အယက်သားဒေသအတွင်းနဲ့ကဘာအတွက်စိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်ကြောင်းတတိပေးခဲ့ပါတယ်အမေရိကန်ဆွေရတွေကကာတာဆွေရရဲ့ဂျာပြစ်စစ်ဆက်မှုနဲ့အစ္စရယ်နဲ့အီရန်တို့အကြား ြစ်ခတ်ရက်စဲကြီးအတွက်ကြိုးပမ်းနေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။တုံတော်လည်းပဲအချီနီဟာမတည်ငြိမ်သေးပဲနဲ့စီအီတင်းမှမှုတွေဆက်လက်မြင့်တက်နေစေဖြစ်ပါတယ်။လက်ရှိအချီနီဟာရှုပ်ထွေးနေပြီးတော့အဖြစ်ခတ်ရက်စဲကြီးအချီနီမှာရှင်းလင်းမှုမရှိသေးပါဘူး။နှစ်ဖက်စလုံးကတုံ့ပြန်မှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီးတော့နိုင်ငံတကာကလည်း break up ပုံမှုကျယ်ပြန့်လာမှာကိုစိုးရိမ်နေကြပါတယ်။ဒီဟာကတော့ Iran, Israel နဲ့ American တို့စစ်ပွဲရဲ့နောက်ဆုံးရသတင်းအချင်းချုပ်ပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ။